ဒီလိုမယုံနိုင်စရာကောင်းတဲ့ထူးဆန်းတဲ့အဖြစ်အပျက်တွေကိုလူတွေရဲ့နေစဉ်ဘဝကနေအမှတ်မထင်ရိုက်ကူးမိခဲ့တာဆိုရင်မိစေတို့ယုံနိုင်မလားမသိဘူးဗျဒီလာရေခဲကနေကျူးစိုးလိုက်ပါရယ်ဗျာဟုတ်ပါတယ်ကျွန်တော်တို့တရွေနေစဉ်လှူချာသွားလာနေကြားရတဲ့ကဘာကြီးမှာတခါတလေတမယိုးချဖြစ်စဉ်နေနဲ့မတူဘဲနဲ့စူးစူးချာချာဖြစ်ရဆန်နေဖြစ်လေရှိပါတယ်ဗျာအဒီနေ့ကျွန်တော်အင်တာနက်ပေါ်မှာအမှတ်မထင်တွေ့ရှိထားတဲ့မယုံနိုင်စရာကောင်းတဲ့အခိုက်အတန့်ဗီဒီယိုတူလေးတွေကိုမျှဝေရင်ဝေဖန်လေ့ကံကြအောင်ဗျာ အဲဗီဒီယိုလေးမစခင်မှာ like share follow subscribe လေးနဲ့အားပေးလိုက်ကြပါအောင်ခင်ဗျာဒီနေရာမှာ octopus ရေပွဲအကြောင်းကိုဗုဒ္ဓဒါနေနဲ့ပြောပြပါအောင်မယ်ဗျာ octopus မှာလက်တန်၈ခုရှိပြီးတစ်ခုချင်းစီမှာစုပ်ခွက်တွေအများကြီးပါတယ်ဗျာ octopus မှာနှလုံး၃ခုရှိပြီးတော့အလွန်အသိဉာဏ်မြင့်မားတဲ့သတ္တဝါဖြစ်လူသိများပါတယ်ဗျာသူတို့ကပြဿနာတွေကိုဖြေရှင်းနိုင်စွမ်းရှိပြီးသင်ယူလေ့လာနိုင်တယ်လို့ကိရိယာတွေကိုလည်းအသုံးပြုတတ်ကြပါတယ်ဗျာဒီဗီဒီယိုမှာတော့လူတွေစွန့်ပစ်ထားခဲ့တဲ့ ပလတ်စတစ်ခွက်ငယ်လေးတစ်ခုကိုခေါင်းမှာစွတ်ထားတဲ့ Autobus တေးသေးလေးကိုတွေ့ရမှာပါဗျ။ဒီ Autobus ကမျိုးစိတ်ပေါင်း300လောက်ရှိတယ်ဆိုတော့ဒါကအသေးမျိုးစိတ်ဖြစ်မယ်ထင်ပါတယ်ဗျ။ဒီချစ်စရာရေပွဲလေးကတော့အတော်လဲတယ်နော်။ GPU လေးမှာတော့ဘောင်ကျော်ပြီးတော့စကီလေးတွေကိုတက်တက်နန်းနဲ့ရင်မြင်းဆိုးလေးကို security ကိုကြီးကမစိုးနဲ့ကွာလို့ပြောပြောပြီးပားရိုက်နားရိုက်ဆုံးမနေတာဖြစ်ပါတယ်ဗျ။စကားမဆက်ရင်မြင်းတွေကပုံနေနိုးတဲ့တော်ဝါးတွေထဲမှာဒုတိယမြောက်အကြီးဆုံးဖြစ်ပါတယ်ဗျ။ ပုံမှန်ဆိုရင်အေးစိစိနေတဲ့ပေမဲ့အန်ဒီရယ်လို့ယူဆမိရင်အောက်မီယူဝအဆွေနဲ့ချောင်းနဲ့တေအောင်ထိုးတတ်ပါတယ်ဗျာဒါကြောင့်မို့သူတို့နဲ့ဝေးဝေးနေပြီးတတိထားတာကောင်းပါတယ်ဗျာဒီဗီဒီယိုကတော့တခြားနိုင်ငံတစ်ခုကကားလမ်းပေါ်မှာတောင်ပြိုကြတာကိုရိုက်ထားတာပါဗျ။ဂျီလိုပြိုကာနီအနေထားမှာဘူးမတိဘာမတိအချိန်မီလေးဖြတ်သွားတဲ့ဆိုင်ကလေးလူကိုကြည့်ပြီးတော့အသေးရမိပါတယ်ဗျ။ ဒီဗီဒီယိုကတော့နောက်နိုင်ငံတစ်ခုမှာကာမောင်ရင်မိုးတီးကြွေတာကိုရိုက်ထားတာဖြစ်ပါတယ်ဗျ။မိုးတီးကြီးမကြီးတော့မသိဘူးဗျ။ကားမန်တွေရောကားဘော်တွေရောခြိုက်ကုန်တာတော့မျက်မြင်ပါပဲဗျာ။မိတ်ဆွေတို့တငယ်ချင်းတွေထဲမှာဒီလိုကောင်မလေးမျိုးရှိရင်အပီတာပေါင်းထားလိုက်ပါဗျ။အဲသူကထူးခြားတဲ့စွမ်းရည်ရှိနေနိုင်လို့ပါဗျာ။ CCTV ကရိုက်ကူးထားမိတဲ့ဒီဗီဒီယိုမှာတော့ကောင်မလေးနှစ်ယောက်ရဲ့ပုံမှန်ရုံးချက်မနဲ့ခင်းလေးတစ်ခုပါပဲဗျာ။ရုတ်တရက်ပြုတ်ကျတဲ့မိသက်ဆေးဘူးကြောင့်တော်တော်ရွရွတဲတဲဖြစ်သွားပါလေဗျာ။ဒီလိုအင်ဆောင်မျိုးရှိလို့ကတော့မိတ်ဆွေအိမ်မှာမရှိလဲစိတ်ပူစရာမလိုပါဘူးဗျာ။မိတ်ဆွေအွန်လိုင်းရပစ္စည်းတွေမှာယူထားလဲဒလီလာပို့တဲ့သူကိုတကူတကစောင့်နေစရာမလိုတော့ပါဘူးဗျာမိတ်ဆွေအိမ်မှာလဲဒီလိုအိမ်ဆောင်အချစ်တော်လေးတွေရှိမရှိကိုမတ်မှာကြွယ်ခဲ့ကြပါဦးဗျာ ဒီမိသားစုကတော့မနေ့စောစောမှကလေးကြောင်မသွားခင်ထိအိယာမထကြသေးတာပါဗျကလေးလေးကမိဘနှပါကိုနှုတ်ဆက်နန်းလေးပေးဖို့တရားတလဲစီလိုက်နှိုးပေးမယ်လဲအရေးပြက်နေတဲ့မိဘနှပါတော့မသိကြအောင်ဆောင်ခဲ့ပါလေဗျဒီတော့ကလေးလေးကလည်းဒီလိုတုံ့ပြန်လိုက်တာပေါ့ဗျာဒီဗီဒီယိုလေးကတော့တဲထိတ်ရင်ဖို့အရှင်ကားရိုက်နေသလားတော့အမှတ်ရပါလေဗျကျွန်တော်ကတော့ရှေ့ရကားကတုံဆိုင်တုံဆိုင်လုံနေတော့မြင်ရတာအသေးရှိမှကုတ်နေရပါတယ်ဗျာမိစ်စီတို့ရောဒီလိုအဖြစ်အပျက်မျိုးကြုံလာရင်ဘာလုပ်မှန်းစိတ်ကူးမိလဲဗျာ ီဗီဒီယိုလေးကတော့အမျိုးသမီးတွေစုဆောင်စကားပြောတဲ့နေရာမှာတူဦးဟာဆိုပါနောက်ကိုဘာဖြစ်စေကြသွားလို့လဲမသိဘူးလန့်ကောက်တာဘေးကတငယ်ချင်းတွေကမကူညီတဲ့အပြင်မတော်တရော်ဓာတ်ပုံရိုက်တာတွေပါကြီးလုပ်တယ်ဗျပြီးတော့ဘေးတယောက်ကအစင်ပိတ်တဲ့အောက်ရှင်မပြီးတော့တွန်းချလိုက်တယ်ဗျဒီလိုနေသားကြီးနဲ့ကိုအားလုံးကဝိုင်းဟာနေကြတာပုံမှန်မဟုတ်ဘူးလို့ယူဆရပါတယ်ဗျဘီယာမူးနေတာလားခွေကွဲနေရလားဆိုတာကတော့ကျွန်တော်လည်းမသိပါဘူးဗျမိတ်ဆွေတို့ရောဒီလိုတငယ်ချင်းတွေကိုဘယ်လိုမြင်လဲဆိုတာအောက်ကကွန်မန့်မှာရေးသွားပေးပါအောင်ဗျအခုထိကြည့်ရှုအားပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျ နောက်ဗီဒီယိုတွေမှာတိကျစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေနဲ့ပြန်လည်ဆုံတွေ့ကြပါမယ်ဗျာ Forever